မြူလီအလုံးမင်္ဂလာပါကျွန်တော်ကတော့5 star လေးရေးမှုပဲဖြစ်ပါရင်เนาะကျွန်တော်အမျိုးတွေအတွက်ကျွန်တော် light တွေလွင့်ပေးပြီးပါပြီမနေ့ကလည်းလွင့်ထားပါတယ်ဥဇော star နေနောက်ဥဇော account ကနေเนาะအလုံးတပတ်စာတွေပေးထားပြီးသားပါ ဒါပေမဲ့ဒီနေ့ YouTube မှာထပ်ပြီးတော့ကျွန်တော်မျိုးတွေအတွက်မနေ့ပြန်ဒီနှလုံးစတင်တော့မှာဖြစ်တဲ့အတွက်เนาะနေ့ရက်ကလည်းပိတ်ထားတယ်မနေ့ပြန်မှစတင်ပြီးတော့ဒူးဒီဒီတွားကြတော့မှာဆိုတော့မနေ့အတွက်နေ့တိုင်းလေတင်းရင်နဲ့တပတ်စာပြီးထားတဲ့ဟာဒီလေเนาะပြန်လေပြောပြရင်း အမျိုးတွေအတွက်ကောင်းနိုးရာရာတွေကိုမကြောက်တင်ခံဖို့ထပ်ပြီးတော့လာပါပြီเนาะကျွန်တော်တို့ဒီဘက်မှာအမျိုးတွေအတွက်အကောင်းဆုံးဆိုတဲ့တခုကိုရွေးချယ်တဲ့စီမှာကျွန်တော်မနေ့ကမနေ့ကလိုက်မနေ့လိုက်ဒီမှာလည်းပြောပြီးသွားပါပြီမူရီဆိုင်တွေဟုတ်လားကျွန်တော်တို့အခု အပတ်တိုင်းမှာဖြစ်ပေါ်နေတာပြည့်ရင်တပတ်ပဲเนาะမျိုးတွေမှတ်ထားပါเนาะနိခွန်လေးကိုတစ်အခွေတွေရာကြတ်တ်ပါတယ်နိခွန်လေးကိုတစ်အခွေတွေကကြတ်တ်ပါတယ်ဆိုရင်ဒီမှာကိုဘူးတပူလားနိခွန်လေးကိုအခွေတွေရာဒီနိခွန်လေးကိုတစ်အခွေတွေရာဒီမှာလေးကိုခွန်လေး နိခွန်၄ကိုတိအခွေရတဲ့နိကိုဟာလာဒီမှာတိခွန်အဲ့ဒါနိခွန်၄ကိုတိအခွေရတဲ့အခွေဖြစ်ပါတယ်နော်နောက်ပြီးတော့ကျွန်တော်တို့တုံညာတိ963အခွေကလည်းအပတ်တိုင်းလူလူလိုက်ထွက်နေပါတယ်တုံညာတိ963အခွေကတိဘူးဆိုတာထွက်တယ် 63ဆိုတာထွက်တယ်။တညာတ963ခွေရ63ဆိုတာထွက်တယ်။ဒီမှာ63ဆိုပြီးထွက်တယ်။တညာတ963ခွေရ1ဘူးထွက်တယ်။ဒီမှာ36ဆိုပြီးထွက်တယ်။เนาะအဲ့ဒီနှစ်ခုဟာသွားနေတဲ့အပတ်တိုင်းသွားနေတဲ့အခွေ၅လုံးပါအခွေတွေဖြစ်ပါလေ။ သုံးညတိ963ကတခွေတင်းနိခွန်၄ခုတခွေရတခွေနော်ဘယ်တိုင်းကြပီးနေတဲ့ခွေလေးတွေဖြစ်ပါတယ်ဒါတွေဟာကလင်နာစီဂျောစိုက်တွေပေါ့ဗျာအဲ့ဒီမှာ5 star တို့ကကျွန်တော်အမျိုးတွေအပတ်တိုင်းကောင်းနူရရာတွေကို မကြောက်တင်ခံဖို့ရွေးချယ်တဲ့စီမှာမူတွေကပဲเนาะ အဓိကအမှန်ဆုံးနေဖြစ်ပါတယ်မူရိဆိုင်တွေဟာရက်ချင်းကြော်ချင်းကြော်သွားမယ်ဒါပေမဲ့တေချာပေါက်လိုက်တဲ့ခဏံဖြစ်ပါတယ်ဥပမာပြောရရင်၃ရက်တွင်ကြမယ်ဆိုတာမကြဘဲနဲ့၄ရက်မြောက်ဒီ၅ရက်မြောက်ဒီကြသွားတတ်တာတွေရှိတယ်၅ရက်တွင်ထွေးရမယ်ဆိုပေမဲ့เนาะ၆ရက်နောက်တစ်ပတ်မှထွက်သွားတာမျိုးတွေ ਆ ရှိတတ်တာပဲဒါပေမဲ့မူတွေစိုက်တွေဟာတေချာပေါက်တော့လာပါလေခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ like ကိုတွေးရှိတဲ့မျိုးတွေအားလုံးဂျမ်းမာချမ်းသာပြီးလိုရင်းဆန္ဒတွေပြည့်စုံပါစေလို့ကျွန်တော်ကဆုတောင်းပေးပါတယ်เนาะကျွန်တော်တို့ကဒီကပြောချင်တာကကျွန်တော်တို့အမျိုးတွေအတွက်ကျွန်တော်တို့အပတ်အတိုင်းစေနာတွေထားပြီးတော့เนาะ ခေါင်းနှိုးရရာတွေတင်ဆက်ပေးတဲ့စီမှာကျွန်တော်မျိုးတွေရဲ့เนาะဟိုတယောက်နဲ့တယောက်တန်ဖိုးထားမှုလေးစားမှုလေးတွေနောက်ချစ်ခင်မှုလေးတွေကအပေးမှုလေးတွေလိုပါတယ်ခင်ဗျာအဓိကအဖြစ် like and share လေးတွေလုပ်ပေးရင်ကျွန်တော်တို့မမြင်ရသေးတဲ့လူတွေလည်းမြင်ကြရမယ်เนาะ ဘာဖြစ်ဖြစ်မတည်သေးတဲ့လူတွေလည်းတီးကြမယ်ပေါ့ဗျာအဲ့ဒီကြောင့်မို့လို့ပါငါပြီး subscribe လေးနှိပ်ထားပေးပါကျွန်တော်မျိုးက subscribe လေးနှိပ်ထားပေးမှကျွန်တော်ဒီ YouTube live เนาะတင်တာနဲ့တွေ့ရမှာဖြစ်ပါတယ်အဲ့ကြတော့ကျွန်တော်မျိုးတွေကဒါလေးတော့ကျွန်တော်ကို like and sharing လေးတွေလုပ်ပေးကူညီပေးဖို့เนาะတောင်းဆိုပါတယ်ခင်ဗျာ အဲ့ကြတော့ကျွန်တော်မူတွေစိုက်တွေအများကြီးတွေကရှစ်ဘူးထွက်ရင်ဘာထွက်မလဲเนาะဘာဒီလေးတိထွက်ရင်ဘာထွက်မလဲဟဟာဒါတွေရှိတယ်အဲ့ဒီအမှကျွန်တော်မျိုးတွေအတွက်ကျွန်တော်ဒီတစ်ပတ်မှာ အပိုင်းလို့ပေးထားတာကတော့၃ည၁နှစ်၃အဘူပါခွေဖြစ်ပါတယ်။ဘာလို့လဲ။ဖိုက်စတာတို့ရဲ့မူအတိုင်းပရိဒုပရိဒေကြရင်ချက်ချင်းနဲ့၃ရက်အတွင်းနော်ဘယ်တော့မှမပြည့်ခဲ့တဲ့မူ၃ည၁နှစ်၃အဘူပါခွေရှိတယ်။အဲ့ဒီအရကိုထပ်ပြောင်းပြီးတော့အထောက်ကူပြုတာရှေးရှေးဆိုတဲ့ရှစ်ထိတ်ကြထားလို့ တုံညာတင်းနစ်သုံးလေးငါလုံးပါအခွေစီဘယ်တော့မှမပြတဲ့မူတူလဲမူဖြစ်ပါတယ်။နှကြိမ်တိုင်းကြားတတ်တဲ့မူတွေဖြစ်တဲ့အတွက်ဒီတုံညာတင်းနစ်သုံးကတော့မနဲ့ပြန်မှာရချိန်စီပြီဖြစ်ပါတယ်။ကြိုက်ကြိုက်မကြိုက်ကြိုက်ထိုးပါကျွန်တော်တို့ရဲ့ဘယ်တော့မှမပြတ်ခဲ့ဘူး။လေးဘရိတ်လေးဘရိတ်ဘရိတ်တူဘရိတ်ကြလို့ ။ဒုညာတိနှစ်သုံးအခွေသည်ချက်ချင်းတို့မို့သုံးရက်အတွင်းဆိုတော့ဒီမှာနှစ်တစ်ဆိုပြီးကြပါတယ်။ရှစ်သုံးရှစ်သုံးဆိုပြီးကြတယ်။ဒုညာတိနှစ်သုံးအခွေသည်ပရိဒူပရိမို့လို့ဒုညာတိနှစ်သုံးအခွေသည်ချက်ချင်းနဲ့၃ရက်အတွင်းဆိုတော့၃ညနဲ့၃ညနဲ့ဆိုပြီးချက်ချင်းနေကြခဲ့ပါတယ်။၆နှစ်ကိုကိုဘရိတ်ဒူဘရိတ်ရှစ်ဘရိတ်ရှစ်ဘရိတ်မို့လို့ သုံးညာတနည်းသုံးအခွေရာချက်ချင်းနဲ့သုံးရဲ့အတွင်းဆိုတော့သုံးညာနှစ်ဆိုပြီးကြားခဲ့တာတွေကတာရကပါအရိမာမကျွန်တော်တို့ဒီတစ်ပတ်မှာတော့နော်ကိုလေးကိုလေးဆိုပြီးတော့ပရိဒူပရိဒူလို့သေချာပေါ့သုံးညာတနည်းသုံးအခွေလာမယ်လို့ပြောခဲ့ပါတယ်အရိဒေယမတရည် နှစ်သုံးဆိုတာကျွန်တော်တို့အားလုံးเนาะအောင်မြင်ခဲ့တဲ့ကျွန်တော်တို့ဂရုတွေရောဒီဘက်ကအမျိုးတွေတွေရောအကောင်းဆုံးအောင်မြင်ခဲ့တဲ့ site ဖြစ်ပါတယ်အဲ့ဒီကြတော့အခုလဲ395လေးတဆိုတဲ့ break to break မူကြောင့်เนาะချက်ချင်းနဲ့3ရက်အတွင်းဆိုတော့ဒီမှာ2ရက်မထွက်ခဲ့ဘူးအဲ့ဒီကြတော့ဒီနေ့ရချင်းစေပြီအခု ဗုဒ္ဓဘူးနေ့အလား၄ရက်နေ့မှာကျွန်တော်တို့တုံညာတင်းတုံခွေကတော့ဟုတ်ဟုတ်မဟုတ်ကိုထိုးရမှာဖြစ်ပါတယ်အရိဒေယမှာကြီးရေရလည်းကျွန်တော်တို့1နဲ့3နဲ့ပေါင်းရင်4 4 6ထိရမယ်ဆိုတော့ဒီမှာ6ထိပါတ တင်းနေနင်းနေပေါင်းခွာပေါင်းခြင်းเนาะ3 3 5ဂီးတွေထီးရမယ်ဆိုတော့ဒီမှာ5ထီးပါတယ်3ညရဲ့4ရဲ့ပေါင်းရင်4 4 9ဂီးတွေဟာထီးရမယ်ဆိုတော့ဒီမှာအပြီးပေါက်တောင်ထွက်သွားပါတယ်နင်းနေတင်းနေပေါင်းရင်3 3 5ဂီးတွေထီးရမယ်ဆိုတော့မနေ့ပိုင်း3ထီးတယ် ညနေ၈ :00 တဲ့ဖြစ်တဲ့အတွက်မနေ့ပြန်အတွက်၃ :00 နဲ့၈ :00 နဲ့ပေါင်းရင်၁၁68မနေ့ပြန်ထိမလားတစ်တလုံးလဲပါနေရဖြစ်တဲ့အတွက်၃ည၁နှစ်၃အခွေရထွက်မလားဒါကတော့ကျွန်တော်တို့မျိုးတို့ရဲ့နော်မကြောက်တင်ခံမဲ့ကန်စာတာဖြစ်ပါလေခင်ဗျာအဲ့ဒီနေရာမှာ လက်တွဲ site တခုကိုပြပါဆိုရင်တကွက်တဲ့ကိုကြည့်ရင်ဂျိုင်းနေတဲ့ရင်လောက်ပေါ့ကလေးတွေပဲစူးစူးเนาะအလွယ်ဆုံး site ပဲဖြစ်ဖြစ်ကျွန်တော်တို့၃မိနစ်တစ်ဖြတ်ပေါ့တင်းနဲ့ကိုင်းနဲ့ပေါင်းရင်၃ည၃ညအလုံးပိုင်ဟာမနဲ့ကိုကြာရမယ်အဲ့ဒီ၃ညကိုကက်ကနန်းကတင်းနဲ့ခွန်နဲ့ပေါင်းရင်၈ တုံညာရှိဆိုတဲ့ဒဲမိန်ဩဟာမနဲ့မှာထွဲရမယ်ဆိုတော့တုံညာရှိထွက်ခဲ့ပါတယ်ဒီလိုပဲ1နဲ့9နဲ့ပေါ်ရင်တုံညာနော်3နဲ့2နဲ့ပေါ်ရင်9တုံညာ9ဆိုတဲ့ဒဲကနန်းထိုးရမယ်ကနန်းဟာနောက်တည့်ရမှာကြာခဲ့ပါတယ်အခုလဲ1နဲ့6နဲ့ပေါ်ရင်8ဒီနေ့ရှင်းနေပေါ်ရင်ကိုရှစ်ကိုဆိုတဲ့ညီအကိုကနန်းဟာ နှစ်ဖြင့်အားစရာမလိုဘူးဒဲထိုးရမယ်ဆိုရင်ကျွန်တော်မျိုးတွေကျိုင်းနေတတ်ပါသလားအဲ့ဒီရှစ်ကိုးဆိုတဲ့အလုံးကလည်းဒါမူတွေစိုက်တွေမပြောတော့ဘူးမျိုးတွေကနော်ကျိုင်းနေတဲ့ရင်လို့ကျွန်တော်တို့ခုနကျွန်တော်ပြောထားတယ်ပေါ့ဗျာတပတ်မှာမူတွေစိုက်တွေကအများကြီးရှိနေရမှာကျွန်တော်မျိုးတွေအတွက် အကောင်းဆုံးဆိုတာရွေးချယ်ခဲ့တာပါဒီလို break to break ဇောင်းနေကြရင်ကို break ကို break ဟလား break to break ဇောင်းနေကြရင်6 89အခွေသည်ကြတတ်ပါလေမူရီလိုက်စစ်ကြည့်ပါနော် break to break ဇောင်းကြရင်6 89အခွေတွေကြတတ်တယ်ဆိုတော့နော်ကျွန်တော်မျိုးတွေဒီ89ဟာ ဒီထဲမှာပါနေတာဖြစ်တယ်လို့ဖိုင်စတာတို့ရဲ့ဒီပင်စီနီယာကနန်းအခွေတွေကလည်းညှိနေတာဖြစ်တဲ့အတွက်မနေ့ပြန်တော့၈၉တကွက်ကိုမနေ့မှာထိုးပါလို့เนาะကြိုင်နေတဲ့ရင်ထိုးပါမကြိုင်နေတဲ့ဘူးဆိုရင်လည်းတဘောပါတကွက်တည်းထိုးရတာဖြစ်တယ်နော်ကျွန်တော်တို့မူရီစိုက်တွေလည်းရှိတယ်အဲကြတော့မနေ့ပြန်ကတော့၃ည3အခွေနေကုန်နဲ့ ရှစ်ကိုးဆိုတဲ့ငနန်းတစ်ပေါက်ကိုတော့မနေ့ပိုင်းထူရမှာဖြစ်ပါတယ်အဲ့ဒီအမှ5 star တို့ကိုယုံကြည်ချစ်ခင် အားပေးခြင်းနဲ့ဆိုရင်တော့5 star တို့ group မှာနော်5 star ပြောပြီးသားပါကျွန်တော်တို့ဒီလိုအဲ့တဲ့နော်လူပြောရမလဲကျွန်တော် ကနန်းလေးကြီးလုံပေါင်းခြင်းဒီဆယ်ပရိတ်တွေဖြစ်လာမယ်ဆိုရင်အဘူးဒီချက်ချင်းအခွေဒီချက်ချင်းလိုက်တတ်တဲ့မူရှိတာဖြစ်တဲ့အတွက်ဒီမှာရှစ်ဘူးကတော့တောင်ဝင်ကြည်စွာနဲ့မူကိုထောက်ပံ့သွားပြီအဲ့ဒီကြတော့အခွေပဲလာဖို့ကြံတော့တယ်ဒါပေမဲ့အဘူးလဲထတ်ကြခြင်းကြအောင်မယ်ဘာလို့လဲနောက်ဘက်မှာ ကြားရမယ်ဆိုတော့เนาะဒါမူရီစိုက်တွေဖြစ်တယ်သိကျင်နေဆိုရင်ဗိုက်စာတို့ဂရုမာလာခဲ့ဒီဆယ်ပြိမှုလို့အကောင်းဆုံးအခွေကိုကျွန်တော်တို့ထိုးရမှာဖြစ်ပါတယ်เนาะဒီ၃ရက်မှာအရိဒေယမှာဖိုင်စာတို့ဒီတစ်ပတ်မှာအပတ်တိုင်းပြီးသွားတဲ့အပတ်က36ဆိုတဲ့ပြန်ကြကနန်းကို အောင်မြင်ခဲ့တဲ့မူဆိုင်နဲ့ဖြစ်တဲ့ တကွဲထဲမင်းဩကနန်းလေမွေးကနန်းနေပါဦးမှာ